โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာကတော့ Security in ဒုတိယပိုင်းသင်ခန်းစာလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာသတိထားမိတာကเนาะကျွန်တော်တို့ကဒီမှာ Security နေအများကြီးဖန်တီးလို့ရတယ်ဟုတ်ပြီเนาะအဲ့ကျွန်တော်ဒီမှာပေးလိုက်တဲ့ Security နေကเนาะဘယ်နှောက်ရောက်သွားမှာလဲဆိုတော့ကျွန်တော်တို့เนาะကျွန်တော်တို့ဒီမှာသတ်မှတ်ထားတယ်เนาะဒီ Program ရဲ့တခြားတခြားသောเนาะအပိုင်းတွေခုကိုလည်းကျွန်တော်တို့ကတွားပြီးတော့ချိတ်ဆက်ပြီးတော့ run လို့ရတယ်ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ program ရဲ့ tab ပါเนาะ main program ဆိုပြီးတော့ကျွန်တော်တို့ကเนาะသတ်မှတ်ပြီးတော့เนาะ security တွေကိုအခွဲတွေနဲ့ကျွန်တော်တို့ကရေးသွားလို့ရတယ်ဆိုတော့အဲ့လိုရေးဖို့အတွက်ကိုเนาะဒီ logistics pro ကဒီမှာ tab တွေအများကြီးသူခွဲပေးတာလေဟုတ်ပြီเนาะအဲ့တော့အဲ့ဒီခွဲပေးတဲ့ tab တွေကိုကျွန်တော်တို့ကဒီညဒီမှာကျွန်တော်တို့အသုံးပြုလို့ရတယ်ဟုတ်ပြီเนาะဆိုတော့အခု tutorial မှာတော့ကျွန်တော်ကเนาะဒီ subroutine တွေကိုပဲကျွန်တော်တို့เนาะ timer တွေ ရှိခဲ့မယ်ဆိုရင်เนาะကျွန်တော်တို့ဘယ်လိုပုံစံမျိုးเนาะဖြစ်သွားနိုင်လဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ SPR 3တဲ့ကိုတစ်ချက်ပြန်သွားမယ်ပြီးသွားရင်ကျွန်တော်တို့ကเนาะဒီမှာအဲ့တော့ဒီ sub protein ဆိုတာကကျွန်တော်တို့ return မပြန်သေးတဲ့ UI sub protein ထဲမှာဒီကျွန်တော်တို့ရဲ့ input တွေ output တွေကအလုံးလုံးဒီမှာဖြစ်ပါတယ်အဲ့တော့ return ပြန်လိုက်ရင်တော့သူကရှိမနေတော့ဘူးเนาะ return မပြန်သေးရွေးကာလာဘတ်လို့เนาะဒီ sub protein နဲ့ ဒီ return ရဲ့ကြားထဲမှာပေါ့နော်ဒီ program ကရှိနေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဆက်ပြီးတော့ subroutine program လေးကိုဆက်ပြီးတော့ကျွန်တော်အဲနေ့အချူတွေရဲ့နဲ့ကျွန်တော်ဆက်ပြီးတော့ချိန်ဆက်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ timer ပေါ့နော်အဲ့တော့ timer သုံးတဲ့အခါမှာကျွန်တော်က t on t off တိုက်တာသုံးလို့ရတယ်ကျွန်တော်ကတော့ t on ပဲသုံးတယ်နော်အဲ့တော့ timer ရဲ့ address ကျွန်တော်တို့ table ကနေပြီးတော့သွားထည့်မယ်နော် ဒီဘက်နေတော့ထည့်ပဲအဲတော့ဒါနာမည်ပေးလို့ရတယ်ပေါ့နော်ဟောကျွန်တော်ဒီမှာ timer 1လို့ပေးလိုက်ပါမယ်နော် okay အဲဆိုရင်ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ဒီ timer ကိုကျွန်တော်တို့နော် data ဒီဘက်နေတော့ပေးမယ်ဟုတ်ပြီနော်အဲကျွန်တော်ပေးမယ် timer ကအတီနော်ဒါ timer ရဲ့ address ကတော့4နဲ့စားတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့ကဒီပို0ပေါ့နော်ဒါလေးပေးလိုက်ပဲအဲ့တော့ present value ကကျွန်တော်ဘယ်လောက်ထားမလဲဆိုရင်ကျွန်တော်120ထားလိုက်ပါဘူးနော်

ဆက်ပရိုတင်းကပြင်ပဟာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ input ရရင် output ထွက်မှာတေးကြတယ်ဟုတ်ပြီနော်ဒါရရင်တော့လုံးလုံးမှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ခုဒီမှာဆက်ပရိုတင်းနော်မဝင်သေးဘူးဟုတ်ပြီနော်ဆက်ပရိုတင်းမဝင်သေးဘူးတကယ်တော့ဆက်ပရိုတင်းဝင်ခဲ့ရင်ဟုတ်ပြီနော်ဆက်ပရိုတင်းဝင်ခဲ့ရင်မဖြစ်ဘူးမဝင်သေးရင်မဖြစ်ဘူးဟုတ်ပြီနော် okay အဲ့ဒါလေးတစ်ချက်ကြည့်မယ်ဆိုတော့လောဆယ်ဆက်ပရိုတင်းဝင်မဝင်သေးဘူးမဝင်သေးတဲ့အတွက်ကျွန်တော်တို့ကဒီမှာဆက်ပရိုတင်းထဲမှာသွားကြည့်မယ်ဆိုရင်အခုဒီတိုင်းမှာမမောင်းသေးဟုတ်ပြီနော် အဲ့တော့ကျွန်တော်ဒီ input ကို on ထားခဲ့ရင်လည်းကျွန်တော်က output ကိုထွက်တဲ့ drive မှာမမောင်းသေးဘူး။အဲ့တော့ separating ခေါ်လိုက်မယ်။ Okay ဒီမှာ time မှောင်းပြီ။ဟုတ်ပြီနော်။အဲ့ separating ကိုကျွန်တော်ပြန်ဖြုတ်လိုက်မယ်။ Okay ဒီမှာ time ရက်သွားပြီ။ဟုတ်ပြီနော်။အဲ့တော့ပြောမယ်ဆိုရင် separating ထဲမှာရှိနေတဲ့နော် function တွေကကျွန်တော်တို့ခိုင်းတဲ့အချိန်ပဲလုပ်ပဲ။ကျွန်တော် separating ထဲမှာရှိနေတဲ့ computing ထဲကနေခိုင်းတဲ့အချိန်ပဲလုပ်ပဲ။ကျွန်တော် separating ထဲကနေပြန်ဖြုတ်လိုက်ရင်ဒီ time မှာဘယ်လိုလုပ်တော့ ဟုတ်ပြီနော်အဲ့တော့ပြောမစင်သူကလက်ရှိလုံးလက်စားအလုပ်ကိုသူကရတန်ခိတရတန်လိုက်လို့ရတယ် security နဲ့မှရတန်ထားလို့ရတယ်ဟုတ်ပြီနော်အပြင်မှာတော့ operation ကတော့သူ run နေမယ်အဲကျွန်တော်တို့က security နဲ့ထည့်ထားတဲ့ကောင်ကတော့နော် security နဲ့ထည့်ထားတဲ့ function ကတော့နော်အဲဒီရတန်သွားမယ်ဒါပေမဲ့ပြဿနာတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ output တွေကတော့ပြုတ်သွားမှာမဟုတ်ဘူး security နဲ့ဝင်လာတဲ့ခါမှာ output ကမပြုတ်သွားဘူး ဟုတ်ပြီနော်အဲ့တော့အောက်ဖို့ဖြုတ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကနော်အဲ logical အရဖန်တီးတာတွေနော်အဲပြုလုပ်လို့ရတယ်နော်အဲဒါအဲအဲ့တော့ကျွန်တော်တို့ကထပ်ပြီးတော့ပေါ့နော်တကယ်လို့အောက်ဖို့ကိုကျွန်တော်တို့ကနော်လုံးလုံးရပြုတ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တကယ်တကယ်တမ်းတော့ကျွန်တော်တို့တွန်းရမယ့် instruction ကနော်အဲဒီထက်မှနော် master control ဆိုတဲ့ instruction မျိုးကိုကျွန်တော်တို့တွန်းရမယ်ဟုတ်ပြီနော်ဆိုတော့အဲဒီမှာလိုမျိုးအောက်ဖို့ subroutine ဝင်လာတယ်ဒီမှာလိုမျိုး အောက်ကိုပြုတ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကเนาะအဲအဲ့ဒါကိုတခုပြန်စဉ်းစားပြီးတော့ကျွန်တော်တို့เนาะအဲလုပ်ကြရမှာဖြစ်ပါတယ်ဟုတ်ပြီเนาะဒါဆိုလို့ရှိရင်เนาะဒါကျွန်တော်တို့ဒီမှာဒီ security နဲ့ကိုပြန်ရောက်လာတယ်ဆိုရင်တော့ timer ဆက်မအောင်ဖြစ်ပါတယ်ဟုတ်ပြီเนาะ timer ဆက်ပြီးတော့မအောင်မှာဖြစ်ပါတယ် okay ဟုတ်ပြီเนาะအဲ့တော့ဒီမှာကျတော့ကျွန်တော်တို့က timer ကို reset မချအောင် တော့တကယ်တော့ကျွန်တော်တို့က security နဲ့မှရှိနေအချိန်မှာเนาะသူ့ကိုပြန်ဖြုတ်လိုက်အချိန်မှာ reset ကြာဟုတ်ပြီเนาะအဲ့တော့ timer ကို reset တိတိမထားပဲနဲ့ကျွန်တော်က security ကို power ပေးပြီးတော့ timer ကို on နဲ့ okay ဟုတ်ပြီเนาะတကယ်လို့ကျွန်တော်တို့ကเนาะ timer ကို power ပေးထားတဲ့အချိန်เนาะ security နဲ့မှရောက်နေတော့ဒီထဲမှာမမအောင်ဟုတ်ပြီเนาะဟုတ်တာဆိုရင်တော့ timer မအောင်မှာဖြစ်ပါလေ okay ဟုတ်ပြီเนาะဆိုတော့ဒီနေ့သင်ခန်းစာကတော့ ဒီ sub protein နဲ့မှာကျွန်တော်တို့တိုင်မာလေးထည့်ပြီးတော့မောင်းလို့ရတယ်သင်္ကန်းစာလေးပဲဖြစ်ပါတယ်โอเคဒါဆိုကျွန်တော်တို့ counter ပေါ့เนาะကျွန်တော်ဖြစ်ပါ counter တေးချင်ငန်းနေလေပြောခဲ့တယ်ဆိုတော့ counter ရဲ့ counter ကိုလည်းကျွန်တော်တို့ sub protein နဲ့မှာထည့်ပြီးတော့ကျွန်တော်တို့เนาะအဲပြလို့ကြည့်ပါမယ်ခင်ဗျာဒီဒါဆိုရင်ကျွန်တော်ဒီမှာပေါ့เนาะဒါ sub protein ကို ပုံမှန်အတိုင်းပြင်ပြအောင်လုပ်ရပေါ့เนาะအဲ့တော့ဟုတ်ပြီကျွန်တော်တို့က timer ရဲ့နေရာမှာကျွန်တော်တို့ counter ထည့်ကြည့်ပြီပေါ့เนาะ အဲ့တော့ဒါကျွန်တော် counter ရဲ့ address present value ကကျွန်တော်အများကြီးမပေးတော့ဘူးเนาะတော့၅လောက်ပဲပေးလိုက်မယ် okay ဟုတ်ပြီเนาะအဲ့ကျွန်တော်အခုသုံးတာက count app เนาะ count app ကိုကျွန်တော်တို့သုံးတာဖြစ်ပါတယ် ဆိုတော့ဟုတ်ပြီဒါဆိုရင်เนาะကျွန်တော်တို့ဒီမှာ address ကို address နဲ့တိုက်တဲ့ချိန်ဆက်လို့လေ့ရတယ်ဒါမှမဟုတ် output တစ်ချိန်ထွက်တိုင်းမှာ output ကောက်တစ်ခုတက်မယ်ပေါ့เนาะဒါမျိုးနဲ့ကျွန်တော်တို့ band တွေရတယ်ကျွန်တော် output တစ်ချိန်ထွက်တိုင်းမှာကောက်တစ်ခုတက်မယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ဒီမှာထည့်သွင်းပြီးတော့အဲရေးသားထားတယ်ပေါ့เนาะကဲအဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့เนาะ add my ram ဒါဆိုသူက security အပြင်မှာတော့ကျွန်တော်တို့ကเนาะဒီ ram ကိုကျွန်တော်တို့ပြောင်းလိုက်တဲ့အချိန်မှာကျွန်တော်ဒီမှာ input ရတယ်เนาะ အဲ input ရတယ်မှာ output ထွက်တယ်เนาะ output ထွက်တယ် output ထွက်တယ်ဟုတ်ပြီနော်အဲ့တော့အခုကျွန်တော်တို့ဒီမှာ separating ကိုတစ်ချက်သွားကြည့်ပါဟုတ်ပြီနော် separating ကိုတစ်ချက်သွားရင် okay အဲ့တော့ဒီတော့ဒီမှာ count လုပ်ကြည့်ပါဟုတ်ပြီနော် okay အဲ့တော့ if အဲ့ input တော့ရတယ်ဒါပေမဲ့ count မတက်ဘူးဟုတ်နော် count မတက်ဆိုတော့ output လည်းမထွက်ဘူးဒါဆိုကျွန်တော်တို့က separating နဲ့ဝင်သွားပြီဆိုရင် okay ဒီမှာ count တက်လာဟုတ်ပြီနော်ဒီကတော့ကျွန်တော် separating ကပြန်ထွက်သွားတယ်ကျွန်တော်တို့ input ထပ်ပေးကြည့်တယ် okay ဟုတ်ပြီနော်အောက်ဘုတ်ထွက်နေပြီတော့ညာလဲကျွန်တော်ခေါက်မတက်ဘူးဟုတ်ပြီနော်ကျွန်တော်ဒီမှာအောက်ဘုတ်ထုတ်ထားတယ်နော်ဒါပေမဲ့သူက pass မရိုက်ဘူးကောက်ကို pass မပေးဘူးဟုတ်ပြီနော်အဲကျွန်တော်တကယ်တော့ထွက်နေတယ်ဆိုတော့အောက်ဘုတ်ကနော်ကျွန်တော်အောက်ဘုတ်အလွတ်လုံးနေတာပဲရှိတယ်ဟုတ်ပြီနော်အောက်ဘုတ် signal ထွက်နေတာပဲရှိတယ်တကယ်တမ်းကျတော့သူကနော် security နဲ့မှရှိနေတယ်နော် counter ကိုနော်သူ pass မလုပ်နိုင်ဘူးဟုတ်ပြီနော် pass မလုပ်နိုင်အဲ့တော့ဘယ်အချိန်သူ pass လုပ်လဲကျွန်တော် security နဲ့ပြန်ဝင်သွားတဲ့အချိန်မှာ pass လုပ်ပါ နော် security နဲ့ပြန်ဝင်နေချိန်မှာ pass လုပ်မယ် okay ဒီနော်ဒါဆိုရင် counter ရဲ့ထုံးစံချက်ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ reset ထည့်ပြန်ဟုတ်ပြီနော် reset မထည့်ပြီးရင်ကျွန်တော်တို့ဒီ value ကပြန်ပြီးတော့ကောက်ပြန်မလုပ်တော့ဘူးနော်ကျွန်တော်တို့ဒီမှာ security နဲ့ဝင်သွားပြီးကျွန်တော်တို့ဒီမှာနှိပ်ရင်တော့ okay ဒီမှာကောက်ချက်မတက်တော့ဟုတ်ပြီနော်အဲ့တော့ကောက်ကိုကျွန်တော်တို့က0ပြန်ပြန်လုပ်ဘောနော်အဲ့တော့ဒီမှာတော့ accumulated value ကတော့တက်နေတာနော်ဒါတော့ထုံးစံနဲ့ accumulated value ကတက်တယ်အဲ့ကျွန်တော်ကောက်ကပြန်ပြီးတော့မတက်တော့ဟုတ်ပြီနော် ဆိုတော့ဒါလေးတစ်ချက်ကျွန်တော်တို့စမ်းကြည့်လို့ရတယ်ဆိုတော့ဒီ PSC မှာ party instruction တွေတော်တော်များကဒီ security နဲ့ရောက်လာတဲ့အခါမှာ security ကို power ပေးမှပဲအလုပ်လုပ်မယ် power မပေးဘူးဆိုလို့ရှိရင်တော့အလုပ်မလုပ်ဘူးဟုတ်ပြီနော်ဒါက program control ရဲ့ပုံပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့เนาะဒီမှာ count ကို reset ချကြည့်ပါမယ် โอเคแล้วก็เรา reset ชะมาปะเนาะอ่า reset ชะพวกด้วยเราก็บาลงออกแล้วสรุปดิมาเนาะ line to line ตัดแท้ไปอ่ะครับเนาะถ้าสมมุติเรา reset ก็บ่รู้ชะมาเลยปะเนาะ reset ก็เลยดิแท้มา input ตัวเราตัดมาไปพี่รอ reset ชะตัวลงได้ได้အဲ့တော့ဒီ reset ကလည်း security နဲ့ reset ပဲဖြစ်ပါတယ် security အပြင်က reset မဟုတ်ပါဘူးဟုတ်ပြီနော် ဆပ်ပရိုတင်းရဲ့အပြင်က reset မဟုတ်ပါဘူးဆပ်ပရိုတင်းအတွင်းနဲ့ reset ပဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်အတွင်းနဲ့အတွင်းနဲ့အပြင်ကိုလည်းကျွန်တော် reset ချကြည့်လို့ရတယ်ဟုတ်ပြီနော်အတွင်းနဲ့အပြင် reset ချကြည့်လို့ရပါတယ်အဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော် reset ထည့်ပါမယ်ဟုတ်ပြီနော်အရိဆက်ကဘယ်သူ့ကိုချမှာလဲဆိုတော့ဒီကောင်တာကိုချမှာဟုတ်ပြီနော် ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့သူ့ကိုလွန်ကြည့်မယ်ပေါ့နော်အဲ့တော့ဒါအခုကျွန်တော်ကဒီမှာ SPR 3ရဲ့ကိုပဲဝင်ထားတာဟုတ်ပြီနော် Security SPR 3ရဲ့ကိုပဲကျွန်တော်ဝင်ထားတာဖြစ်ပါတယ်။ Okay ဟုတ်ပြီနော်။အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်ပါမယ်။ အဲ့တော့ SPR 3ထဲမှာเนาะကျွန်တော်တို့ဒီမှာဒါကတော့ main program ပေါ့เนาะဒါတော့ main program ဖြစ်ပါတယ်။ဟုတ်ပြီเนาะဒါ main program ပါ။ Okay ဒါဆိုကျွန်တော် subroutine တွေကိုဝင်ပါမယ်။ဟုတ်ပြီเนาะ subroutine တွေကိုသွားမယ်။အဲ့ဒီမှာ accumulative value ရှိတယ်။ဟုတ်ပြီเนาะအဲ့တော့အခုကျွန်တော်က reset ချကြည့်မယ်။ဟုတ်ပြီเนาะကျွန်တော်ဒီမှာ reset ချကြည့်မယ်။ဒါပေမဲ့တော့ value က reset မဖြစ်သေးဘူး။ဟုတ်ပြီเนาะအဲ့တော့ဘယ်ချိန်မှာ reset ရှိမလဲဆို subroutine တဲမှာရှိနေတဲ့ input ဖြစ်တဲ့အတွက်ကျွန်တော်က subroutine ဝင်လာမှပဲ reset ဖြစ်မှာပေါ့ကျွန်တော် ebook ကိုကြိုး on နေတော့ကျွန်တော် sub routine ဝင်လာတယ် okay ဒါဆို reset ဖြစ်ပါတယ်ဒါပြီးတော့ဒါကျွန်တော်ချိန်သားခိုင်းလို့ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ not sub routine ဝင်လာတာဖြစ်တဲ့အတွက် sub routine ဝင်ထားတာဖြစ်တဲ့အတွက်ဒီကောင်ကိုကျွန်တော်တို့ input တွေပေးသွားလို့ရတယ်ဟာပြီးတော့သူပြည့်သွားမယ် okay ပြည့်သွားပြီဆိုကျွန်တော်တို့ဒီမှာ not ပြည့်သွားပြီဆိုမှကျွန်တော်ကဒီမှာ reset ပြန်ချလို့ရတယ်ဟုတ်ပြီနော် အဲ့တော့ဒါကကျွန်တော် security နဲ့အတွင်းနဲ့က reset ဟုတ်ပြီနော်ဒါဆိုကျွန်တော် security ရဲ့အပြင်ကနေပြီးတော့ဒီ counter ကိုကျွန်တော် reset လိုက်ရိုက်ကြည့်ပါမယ်ဟုတ်ပြီနော်အဲ့တော့ security ရဲ့အပြင်ဆိုကျွန်တော်တို့ကဘယ်ထက်ကိုပြန်သွားမလဲဆိုဒီ ladder လေးကိုပြန်သွားပြန်မယ်ဟုတ်ပြီနော်အဲ့တော့ mock program mock ခဏပြောင်းမယ်ကျွန်တော်တို့ offline ခဏထားမယ်ပေါ့နော် program mock နဲ့ offline ခဏထားမယ် ပြီးသွားရင်ကျွန်တော်ဒီမှာเนาะ input တစ်ခုပေးလိုက်မယ်အဲကျွန်တော်ဒီမှာ sys ဆိုတဲ့ input တစ်ခုပေးလိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ကเนาะဒီမှာ timer counter เนาะဒီမှာထည့်လိုက်မယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့เนาะဒီ address ကိုတောင်းပါအဲ့တော့ဒီ address ကိုတောင်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာဒီ address ထည့်လိုက်မယ် โอเคဟာပြီနော်ကဲဟုတ်ပြီဒါဆိုကျွန်တော်ဒီမှာเนาะဒီ output ကเนาะဒီ input ကနေပြီးတော့เนาะအဲဒီကနေပဲ reset ပြန်ချခြင်းပါဘောเนาะဒါဆိုကျွန်တော်ဒီကောင်းတွေကိုအရင်တိုင်းပဲသူတို့ကိုပြန်ပြီးတော့ထားလိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ security ဝင်မယ်เนาะ security ဝင်မယ်ဒါဆိုကျွန်တော်တို့ဒီမှာ security မှာတစ်ချက်သွားကြည့်မယ် ဟုတ်ပြီနော်အဲ့တော့ counter စပြီးတော့လုပ်မယ် okay အဲ့တော့ကျွန်တော် counter 3ခုတက်သွားပြီအဲ့တော့အခုဒီမှာကျွန်တော်တို့ကဒီဒီ clock ကို nail လို့ reset ကြမယ်ဆိုရင်တော့ဒီကြတယ်သူက reset ကြမှာဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်တို့က subroutine ကိုဖြုတ်လိုက်မယ်ဟုတ်ပြီနော် subroutine ကိုကျွန်တော်ဖြုတ်လိုက်မယ်ဖြုတ်ထားပြီးတော့ကျွန်တော်တို့အပြင်ကနေ reset ချကြည့်မယ်ဟုတ်ပြီနော်အဲ့တော့အပြင်ကနေ reset ကကျွန်တော်တို့ကမတွန်ကြည့်တဲ့ input ပေးထားတာဖြစ်ပါတယ် โอเคเนาะอ่าကျွန်တော်ဒီမှာမတူညီတဲ့ input ကိုကျွန်တော်ဒီမှာထည့်ကြည့်ပါဟုတ်ပြီเนาะအဲ့ကျွန်တော်ဒီမှာသုံးတယ် not six ဟုတ်ပြီเนาะအဲ့ကျွန်တော်ဒီမှာ16ပေါ့เนาะဒါဆိုရင်အခုလောလောဆယ်သူက count 3တက်နေတယ်အဲ့ကျွန်တော်ဒီမှာ16နဲ့ကြည့်လိုက်မယ် okay reset ပြန်ဖြစ်ပါတယ်ဟုတ်ပြီเนาะဆိုတော့ကျွန်တော်ရဲ့စံသက်ချက်က17 ထဲမှာမရှိနေရင်လည်းအပြင်ကနေပြီးတော့ဒီကောင်တာကို reset ချမယ်ဆိုရင်လည်းချလို့ရတယ်ဟုတ်ပြီနော်ဒီကောင်တာ reset ချလိုက်ရတယ်ပဲ sub routine ထဲမှာရှိတဲ့ reset ကကြတော့နော်အခုတော့ကျွန်တော်ဒီမှာဟောနော်အခုကျွန်တော်ဒီမှာ count ကိုသုံးခုတင်လိုက်တယ်အဲ့တော့ sub routine ကက reset ကြတော့ကျွန်တော်တို့ကနော် sub routine ကိုဖြုတ်လိုက်မယ်ဆိုရင်ကျွန်တော်အခု sub routine ကိုဖြုတ်ပါဟုတ်ပြီနော်ဖြုတ်ပြီးတော့ကျွန်တော်တို့ဒီမှာ reset ပေးကြည့်မယ် โอเคဒါဆိုသူက reset မကြဒါပေမဲ့ကျွန်တော်အပြင်က reset ကြတော့အဲ့လိုပေါ့เนาะကျွန်တော်အပြင်ကနေလမ်းချကြည့်မယ်โอเคအပြင်က reset ချရင်เนาะ reset ကြပါတယ်ဒါကတော့ကျွန်တော်တို့ sub routine ကိုထဲမှာရှိတယ်เนาะဒီ counter တို့ timer တို့ကိုအပြင်ကနေလည်း reset ချရင်ကြရလဲဆိုတာလေးကိုကျွန်တော်အနေနဲ့စမ်းသပ်ပြခဲ့တာဖြစ်ပါတယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ